တော့မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ညတကောင်ရည်စီသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်လည်းအတူ like ပေးပါဦးเนาะနောက်ပြောတော့ ရွေးမယ်ဟုတ်ပါတယ်မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဆန်မရိုးမှာရှိတဲ့20လင်တာကြီးဖွင့်နေဈေးကြီးကိုသွားပြီးတော့ဈေးဝယ်มาဖြစ်ပါတယ်ခင်ဗျာဒီဈေးထဲမှာကဈေးလည်းအရင်ဆုံးပြီးတော့ဈေးကအပိုင်း3ပိုင်းခွဲပြီးတော့ဖွင့်တာဖြစ်ပါတယ်ဒီဈေးရကြတော့အသားငါးရည်မကောက်ဘူးပေါ့နော်အသီးရွက်တွေကိုပါလက်လိလက်ကပြန်ရောင်းမဲ့သူတွေလည်းဝယ်လို့ရပါတယ်ခင်ဗျာအသားရည်ဆိုလည်းအခုလိုမြင်တဲ့အတိုင်းပဲအပုံလိုက်တွေပေါ့နော်ဈေးရည်ကလည်းသူကလက်ကားယူယူတယ်လို့လက်ကားဈေးလည်းရပါတယ်ခင်ဗျာကျွန်တော်တို့ကတော့အိမ်စားဝယ်ခဲ့တာဆိုရင်ညာကြီး17နှစ်ကျော်မှဒီဈေးကိုသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ကအိမ်စားအတွက်တပတ် ာလောက်ပဲဝယ်တာဆိုပေမဲ့လက်ကားစည်းနဲ့ပဲပေါ့နော်အရန်ကိုဈေးတက်တန်တဲ့ရခဲ့တာဖြစ်ပါတယ်ခင်ဗျအားကြောင့်အသားငါးတွေအသီးရွက်တွေဝယ်မယ်ဆိုလို့ရှိရင်ဒီဆမ်မရောဒီလက်လေးလက်ကားဈေးကြီးရလဲပဲတွားကိုတွားရမယ်ဈေးဖြစ်ပါတယ်တော်တော်လေးကိုတန်ပါတယ်ခင်ဗျပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ကတကီလိုတရာကျော်နဲ့အသားလေးဆိုဝယ်ရရဲဆိုရင်အဲ့မှာ90လို့80လို့ရရဖြစ်ပါတယ်အသီးရွက်တွေဆိုလို့ရှိရင်လည်းတလုံးချင်းယူလို့မရဘူးတွားကီလိုနဲ့ယူရတာပေါ့နော်ကီလိုနဲ့ဆိုအရန်တန်တယ်ဒီမှာတန်မြသေးဆိုလည်းအရန်တန်ပါတယ်တလုံးမှာတစ်ဖက်တောင်မပြေဘူးပေါ့နော်အားကြောင့်အမြဲတမ်းအသုံးဝင်တဲ့တန်မြသေးလေးလဲဝယ်ခဲ့ပါတယ်ကီလိုနဲ့မြူကျင်တဲ့သူတွေကလည်းအဲ့လိုတစ်စ 05ဘတ်တွေပါနဲ့ဝယ်လို့ရရပေါ့နော်ဒါကတော့ကျွန်တော်တို့ခရုဝယ်ကျွန်တော်ဆိုဝယ်လိုက်တာ SIR ဖားတွေပါရရပေါ့နော်ကျွန်တော်တို့ဖားသားမစားဘူးဒါပေမဲ့အရန်တန်နေပေါ့နော်ပြီးတော့ဒါကကျွန်တော်ကမွေးငါချက်ဖို့အတွက်ငခုလေးတွေဝယ်ခဲ့တာဖြစ်ပါတယ်ငခုလေးဆိုလို့ရှိရင်လေသူကဈေးဆဆရှိတယ်30ရာနေပြီးတော့55ဘတ်ထိရှိရတဲ့ကီလိုပေါ့နော်ကျွန်တော်ကအကြီးဆုံးဖြစ်တယ်55ဘတ်တက1ကီလိုဝယ်ခဲ့ပါတယ်၄ခေါင်ရခဲ့ပါတယ်ခင်ဗျာပြီးတော့အသီးနှံတွေဆိုလည်းအရန်တော်တယ်ပေါ့နော်ဒါမှပန်းသီးတွေဆိုလည်းတလုံးကို9ဘတ်ပဲရှိတယ်အဲကြောင့်ကျွန်တော်ကတော့ဝယ်ခဲ့ပါတယ်အဲတော့လက်လက်ကဝယ်ခြင်းနေဆိုရင်တော့ဆမ်ရုံ20နှစ်ဈေးကိုဖြစ်မနေသွားပါလို့ကြံပေးပါရစေခင်ဗျာဒါပေမဲ့ ဒီဈေးကကြတော့အပိုင်း၃ပိုင်းခွဲဖွင့်တာဆိုအချိန်နဲ့မူတည်ပြီးတော့ဈေးတွေကပြောင်းတက်ပါတယ်အဲ့ဒါကြောင့်မနက်စောစောဈေးကိုသွားပါလို့အကြံပေးပါရစေခင်ဗျာနောက်တဲ့ blog တွေမှာပြန်လည်ဆုံတွေ့ပါအောင်မယ်ခင်ဗျာအားလုံးပဲတက်တာပါ